ီဒီယန်တူနာပြုတ်အမျိုးသမီးရဲဘော်တအူးဖြစ်တဲ့မက်ရှင်မောင်ကို NUG ရဲ့တရင်မှုမှဥပဒေမဲ့ဖိနှိပ်မှုအကြမ်းဖက်ဖမ်းဆီးနှိပ်စက်မှုများချိန်ချမှုများပြုလုပ်ခဲ့တာကြောင့်စုံစမ်းစစ်ဆေးပေးဖို့နဲ့တရားမျှတမှုအတွက်ရေးတကြီးလိုအပ်နေတယ်လို့ Human Organization အမျိုးသမီးအဖွဲ့ကမြို့သားညီညွတ်ရေးအစိုးရ NUG ကာကွယ်ရေးဝန်ကြီးဌာနထံမတ်လ26ရက်နေ့ကအိတ်ဖွင့်ပေးစာ ပေးပို့ပြီးတောင်းဆိုခဲ့ပါတယ်။မက်ရှင်မောင်ဟာ 2021ခုနှစ်ဖေဖော်ဝါရီလ9ရက်နေ့ကဆီယနာသိမ်းမှုကိုလက်မခံတာကြောင့် CDM ပြုလုပ်ခဲ့ပြီး NUG ရဲ့စစ်ဒေသ1တအမှတ်915တရင်မှာစစ်တပ်ဖွဲ့ဝင်ဖြစ်စတင်ပြီးတာဝန်ထမ်းဆောင်ခဲ့ပါတယ်။အဲဒီနောက်ရဲဘော်ရင်မူအောင်ဟာဒုတရင်မူလက်ရှိတရင်မူဒေါက်တာလုံလုံရဲ့ညွှန်ကြားချက်အရကျောက်ဆက်ခရိုင်တရင်3ကိုပြောင်းရွှေ့တာဝန်ထမ်းဆောင်ခဲ့ရပါတယ်။ရဲဘော်မဲ့ရင်မူအောင်ဟာတရင်မူထံနှုတ်ထွက်စာ3ချိန်တင်သွင်းခဲ့ပြီး ပြန်လည်ကြောင်းပြန်ခြင်းမရှိရာကြောင်းစီရေးချုပ်ထံတိုက်ရိုက်တင်ပြခဲ့ပြီးနောက်ရဲဘော်ရင်မူအောင်ကိုဝန်ကြီးချုပ်နှုတ်မိန်ဟုဆိုကာတရင်မိုးကဖမ်းဆီးထိန်သိမ်းခဲ့ပါတယ်။2025ခုနှစ်မတ်လ18ရက်နေ့မှာမတ်ရင်မူအောင်ကိုခွင့်ပြုချက်မရှိဘဲအဖွဲ့ရဲ့ Facebook Messenger မှာထွက်ခွာလို့ဆိုကာတရင်မအာနာသုံးပြီးအပြစ်ပေးချင်းချောက်ခဲ့တယ်လို့ဆိုပါတယ်။အဲဒီနောက်တရင်ပူဇံကဥဆောင်ပြီးမတ်ရင်မူအောင်ကိုအကြမ်းဖက်ဆွဲထုတ်ပြီးသုံးချက်ရိုက်နှက်ခါ ပြည်သူစစ်သားဟုအော်ခိုင်းခဲ့ခြင်းတတိလစ်တီအထိနိုင်ပေါင်းများစွာဒဏ်ပေးခံရခြင်းယောက်ျားလေးအချင်းသားတွေနဲ့အတူ၃ရက်ကြာ၆ပေါက်ချုံနဲ့ချုံနှောင်ခံခဲ့ရခြင်း၆ရက်ပြည့်သည့်နေ့မှာလဲထပ်မံရိုက်နှက်ခံရခြင်းတို့ကိုရဲဘော်မရင်မူအောင်ဟာခံခဲ့ရပါတယ်မရင်မူအောင်ရဲ့ဖုန်းနဲ့မှတ်ပုံတင်စာအုပ်ကိုတင်စီထားသလိုမိသားစုနဲ့ဆက်သွယ်ခွင့်မပြုခဲ့ဘူးလို့သိရပါတယ်မရင်မူအောင်ဟာမျိုးသမီးအဖွဲ့တစ်ခုဖြစ်တဲ့ရှီးအဖွဲ့ထံကို တန်ရာရဓပုံတက်သေးများနဲ့အတူအကူအညီတောင်းခံလာတယ်လို့သိရပါတယ်။ရှီမျိုးသမီးအဖွဲ့ကမြို့သားညီညွတ်ရေးဆိုရကာကွယ်ရေးဝန်ကြီးဌာနထံနေနာသူမတ်ရှင်မှုအောင်ကိုလုံခြုံတဲ့နေရာမှာယာယီခိုလုံခွင့်နဲ့လူမှုရေးထောက်ပံ့များပေးဖို့အကြမ်းဖက်မှုမှာပါဝင် ပတ်သက်သူများကိုစုံစမ်းစစ်ဆေးပြီးတရားဥပဒေအရရေးယူဆောင်ရွက်ပေးဖို့စေကုသမှုကျမ်းမာရေးနဲ့စိတ်ပိုင်းဆိုင်ရာကုသမှုများချိတ်ဆက်ထောက်ပံ့ပေးဖို့တောင်းဆိုထားပါတယ်။ ယခုလိုလူဥခွင့်ရေချိုးဖောက်မှုများ မျိုးသမီးများကိုဖိနှိပ်နှိပ်စက်မှုများမှကာကွယ်ပေးဖို့နဲ့တရားမျှတမှုရရှိစေရေးရှင်မျိုးသမီးအဖွဲ့ကဆက်လက်ရည်တည်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းထုတ်ပြန်ထားပါတယ်။ဖိနှိပ်ခံမျိုးသမီးများကာကွယ်ပေးဖို့နဲ့တရားမျှတမှုရရှိရေးအတွက်နိုင်ငံတကာနဲ့ပြည်တွင်းလူဥခွင့်ရေကာကွယ်သူများနဲ့အဖွဲ့အစည်းများပူပေါင်းပါဝင်ပေးကြဖို့ရှင်မျိုးသမီးအဖွဲ့ကတောင်းဆိုထားပါတယ်။